Oh. မျိုးရီအလုံးမင်္ဂလာပါဟုတ်ကဲ့ဗျာနော်တယောက်ရှိတယောက်နဲ့သွားမယ်လိုင်းနေရကျွန်တော်တို့ကောင်းတဲ့အချိန်လေးတွေမှာနော်လွင်မိထားတာဖြစ်တဲ့အတွက်နောက်ကြမှပြန်ကြည့်ကြပေါ့မဟုတ်လေနောက်မှပြန်ကြည့်တာပဲနော်အဲကြတော့ဒီဒီဘက် အမျိုးတွေအတွက်အကောင်းဆုံးနော်လင်းငါ၆ခုငွေပြီးခဲ့ပြီ။ဒုံညာ၅ခုကြီးနဲ့ဒုံညာ၅ခုပြိတ်တွေမူရီစိုက်တွေနဲ့တော့ပြားခဲ့ပြီးပြီ။မိန်မွေရှင်လီရှစ်ချောက်ရှစ်ကိုဆိုတာလေပြီးခဲ့တဲ့စီမှာမနေ့ကမိန်မွေရှင်လီဆိုတာတွက်ခဲ့ပါတယ်ဗျာ။နော်။ကျွန်တော်ဒီ မိမွေးကိုတည်တည်ချပါချာတော့ကောင်းနေလို့ကျွန်တော် Facebook Live မှာတခြားပြောခဲ့ပါတယ်အဲ့ကြတော့ကျွန်တော်မျိုးတွေစင်ပြီလားမပြီလားတော့မသိဘူးပေါ့ဗျာနော်ဒါပေမဲ့ဖိုင်စတာယူနေလူတွေကတော့ရမှာပါတခြားပေါ့ဘာလို့လဲကျွန်တော်တည်တည်ချာချာကို ကောင်းပါတယ်လို့ပြောခဲ့တဲ့ဝေကနန်းနေပါနော် โอเคပါမင်္ဂလာပါကျွန်တော်ရဲ့ like ကိုဒွေရှိရဲ့မျိုးရီအားလုံးကျမ်းမာချမ်းသာပြီးလူရင်းဆန္ဒတွေပြည့်စုံကြပါစေလို့ကျွန်တော်ဆုတောင်းမိပါတယ်ကျွန်တော်တို့ဒါပြီး Facebook မှာလည်း like လွှင့်ပေးမယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မျိုးရီတချို့ဒီဘက်က YouTube like ရတဲ့မျိုးရီရှိတယ်လို့ Facebook ပဲကြော်လဲ YouTube မရတယ်ဘူးဆိုပြီးအဲ့လိုမျိုးမျိုးတွေတော့ရှိတယ်ဗျာ။ဘာဖြစ်လို့လဲမသိဘူး။အဲကျွန်တော်ဥတော်ဘူးဒီ VPN နေပါရီအစီအမပြရာတွေကြောင့်နည်းနည်းမရတာတွေဖြစ်နေတော့အလူတွေလည်းဖြစ်မှာပေါ့ဗျာနော်အဲကြတော့ဒီလိုမျိုး screenshot လေးရိုက်ထားပြီးတော့ဒီကထားကြည့်ပေါ့ နောက်ပြီးတခုပြောချင်တာကျွန်တော်ဂရုအမျိုးတွေကျွန်တော်ပထမဦးဆုံးပေးထားတော့ဒီမိန်မွေးရာအဓိကပါเนาะကျွန်တော်နောက်ဆုံးမှပို့တဲ့အကြံပြုချက်ဆိုတာကဒီတစ်ပတ်မှာအဲ့ဒီသုံးခွေကကြီးစိုးပြီးတော့လုံးမယ်ဆိုတာကိုအကြံပြုထားတာဖြစ်တယ်เนาะခုနတယောက်ကမျိုးက ဆရာဒီကိုခွေရအဓိကပဲလားဆိုဟုတ်ကဲ့ပါပရမပေးထားတဲ့ခွေပဲအဓိကပါကျန်နာရီကကျွန်တော်ကအမျိုးတွေချင်းချင်းသုံးသက်လို့ရအောင်တိအောင်လို့ကျွန်တော်ကအကြံပြုကြည့်လို့ဆိုပြီးတော့ရေးချရေးထားပေးတာပဲเนาะအဲ့ဒီသုံးခွေကိုပြရဲဆိုတာကအဓိကမင်းကပထမဆုံးပေးတာပါပဲเนาะ အဲအဲ့ဒါလေးတော့တတိချက်စီစီပါလေ။ဟုတ်ကဲ့အဲ့ကြတော့အချိန်လေးမရှိတော့ဘူးလိုက်ကောင်းတဲ့အချိန်လေးမှာသွားတာဖြစ်တဲ့အတွက်နော်။အခုဒီဟာကတပတ်စာပြီးထတာ။အခုကျွန်တော်တို့စပြောမယ်။မနေ့က၄ရှစ်ဆိုပြီးထွက်ခဲ့တယ်ကျွန်တော်ရဲ့အမျိုးတွေနော်အောင်မြင်ခဲ့တယ်ဟုတ်လား။၃တစ်ဆိုပြီးညနေမှာထွက်တယ်ခင်ဗျ။ထိုင်းနှက်ခတ်ဒီထိုင်းပါပါရှင်နော်။ ဘာတွေဖြစ်လာမလဲကြည်ုံပေါ့ဟုတ်တော့အဲ့ဒီမှာပြောချင်တာကအလဲပါဝါရှစ်သုံးဆိုပြီးဖြစ်လာပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့မျိုးတွေလည်းဒီမူနဲ့ရခဲ့မှုတွေဖိုင်စတာတို့ရဲ့အနေမြန်ဆုံးအခွေဖြစ်တဲ့အလဲပါဝါတွေဖြစ်လာရင်နိခွန်395ကီးနဲ့နိခွန်395အခွေတွေ ကြားတတ်တယ်ဟော sorry နိခွန်395 break တွေကြားတတ်တယ်မထန်တော့နိခွန်395အလုံးပိုင်းနေနဲ့နိခွန်395 break တွေကြားမယ်အဲ့ဒီနေရာမှာအချုပ်ကနိခွန်395အခွေကြားမယ်ဆိုတော့ခုကျွန်တော်မျိုးတွေကိုကျွန်တော်ပေးထားတဲ့ဒုံညာဘူးမူဟာလာဖို့များသွားပြီနော်လာဖို့များသွားပြီဖြစ်တယ်လို့နိခွန်395အခွေက လင်္ကာ6ခုဘုဘာမှာ9ခုဆိုပြီးပါတယ်မလားနော်အဲကြတော့ကျွန်တော်ဒီနေ့ကိုကြိုက်ပါလေခင်ဗျာအဓိကကြိုက်တာကတော့ဘာကြိုက်လဲမပြီးနဲ့အဲ့ဒီ90နော်90 90ကျွေးကြံထွက်ဖို့များနေပြီအခုအလဲပါဝါမူကြောဆိုရင်ထွက်ဖို့များနေပြီကျွန်တော်ဟိုတတိယပြသခဲ့တဲ့အတိုင်း တော့ကြနေမှာပါဝါပါဝါဆိုပြီးပိတ်တဲ့အတွက်ပါဝါလိုက်ရမှာဒီတစ်ပတ်မှမလိုက်တဲ့အတွက်ဒီတစ်ပတ်မှလိုက်ဖို့အားများပါတယ်လိုက်ကြည့်ပါတော့ကြနေပါဝါကျွန်တော်ဦးနေရလဲပြပြီးပြီတော့ကြနေပါဝါနဲ့ပိတ်ထားခဲ့ရင် မနေညပေါ့ဗျာတေချာပေါ့ပါဝါဟာနှစ်ပတ်အတွင်းတေချာပေါ့လိုက်တယ်အဲ့ကြတော့ပြီးသွားတဲ့တပတ်မှမလိုက်တဲ့အတွက်ဒီတပတ်မှလိုက်မယ်အဲ့ကြောင့်မလို့နင်းခွန်၃ညာ၅အခွေရနင်းခွန်ရောနော်ငါးသုံးညာရောမှာ special ဒီငါးသုံးညာဟာအလုံးလုံးတော့မင်းလို့ထင်ပါတယ်ခင်ဗျာဂျိုင်းနေသေးရေလောက်ပါနော်နောက်ပြီးတော့ မနေ့ကကျွန်တော် like ကိုကြီးကြတဲ့မျိုးတွေเนาะကျွန်တော်ထပ်ပြီးပြချင်တာဒီလက်တွေ့ site လေးကဟလာဒီနှလုံးပေါင်းခြင်း3ည3ည5ဟုဒီ3လုံးပေါင်းခြင်း168ကီးနဲ့ဒီလက်တွေ့ site ကလည်းရမ်းလာတယ်เนาะအမျိုးတွေပေါ်လို့မရဘူးတခြားထပ်ပြီးတော့တည်ပြီးခဲ့တာเนาะဟုတ်ကဲ့ပါကျွန်တော်တို့ဂရုအမျိုးတွေရှိလားမသိဘူးเนาะ ဟုတ်ကဲ့ပါမရကြတော့အခုအလဲပါဝါကြောင့်ကျွန်တော်ကတော့နိခွန်3ည5ခွေကြိုက်တယ်နိခွန်3ည5ကီးတွေနဲ့နိခွန်3ည5ပရိဒိကြိုက်တယ်ဂျိုင်းနေတဲ့ရလောက်ပါထပ်ပြီးတော့ဒီနေ့ပြောလိုက်ဦးမယ်ကျွန်တော်ဒီနေ့ခွန်လုံးမိုင်ကြိုက်ပါတယ်ခင်ဗျာဘာကြောင့်ကြိုက်လဲဆိုကြိုက်ကိုကြိုက်တာ နော်ခွန်လုံးမိုင်ကြိုက်တာဖြစ်တဲ့အတွက်ခွန်ပါရာရီတင်ထိုးပေါ့ဗျာခွန်ပါရာရီတင်ထိုးပေါ့နော်ဟုတ်ကဲ့ပါအဲ့ကြတော့ကျွန်တော်ရဲ့ like ကိုတွေ့ရှိတဲ့မျိုးတွေအားလုံးကျမ်းမာချမ်းသာပြီးလူရင်းစန္ဒာတွေတလုံးတဝါတွေပြည့်စုံပါစေလို့ပြောရင်းနဲ့ကြံကြင်နေလုံးမယ်နော်ကျိုးရှိမယ်ဆိုပြီးကျွန်တော်တို့ကကျွန်တော်မျိုးတွေကိုစေနာနဲ့ ကျွန်တော်တို့တသည်ခံခဲ့ပြီးပြီကျွန်တော်မျိုးတွေကလည်းကျွန်တော်ဖြစ်နိုင်မယ်ဆိုရင် like and sharing လေးတွေလုပ်ပေးဖို့ကျွန်တော်တောင်းဆိုရပါတယ်เนาะအားလုံးမင်္ဂလာပါခင်ဗျာ